တွေ့မခော့မပြောစိမ့်စိမ့်ကားကားပြစ်ခွာသွားတဲ့သူဒီဗီဒီယိုလေးမှာရှိနေလားကိုယ့်ကိုအကြောင်းမရှိဘဲနဲ့ပြစ်ခွာသွားတဲ့သူစော့ခွာသွားတဲ့သူကို့ဖုန်းတွေကို ခေါ်လို့မရအောင်ဘရော့သွားတဲ့လူရှိတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပါဒါကကြတော့အချစ်ရင်းမှာကန်ခေတာပဲဖြစ်ဖြစ်ကိုရားစရာရှိတာကိုမပေးချင်လို့ကိုဖုန်းနံပါတ်ကိုဘရော့သွားတာပဲဖြစ်ဖြစ်အချောင်းချောင်းချောင်းကိုကိုဆက်သွယ်ဖြတ်သွားတယ်ဆိုလို့ရှိရင်ဒီနီလန်းလေးကိုသုံးကြည့်ပါရစမြိုက်တင်ပါတယ်စမခိုင်ချူတီပါအချစ်ရတော့ညီကမနမရရဲ့ဘဝကိုငွေကျဲလက်လာပါတွင်ဝင်စေဖို့ အဝင်ငွေလမ်းကြောင်းတစ်ခုတည်းကနေမဟုတ်ဘဲနဲ့ဖုန်းနံပါတ်ပညာရေးရဲ့ကျွန်မတက်မြောက်ထားရတဲ့ရုံးပညာရေးရဲ့ဘေးစစ်ပေါင်းပြီးတော့ချဲ့တော်ညီကမွန်မားတွေရဲ့ဘဝကိုအမြင့်ဆုံးရအောင်ပို့ပေးနေတဲ့ဆမခိုင်စီဖြစ်တဲ့ကျေးဇူးများရည်တင်ပါတယ်ချဲ့တော်ညီကမွန်မားတွေကိုကိုင်ဆောင်နေသောဖုန်းနံပါတ်မှာ အချစ်ကံခေစီတဲ့အချစ်ကံမကောင်းမှုဖြစ်စေတဲ့1331နံပါတ်ပါလို့ရှိရင်လည်းအမြန်ဆုံးဆုံးလို့ဖို့စမကအကြံပြုပြရစေအချစ်ရေငွေရေကြေးရေအထောင်ရေစီးပွားရေးဘိမှပြဿနာများစေတာ1331 131 33ဆိုတဲ့နံပါတ်ဖြစ်တယ်လို့အချစ်ရေကံကောင်းစေတဲ့စီးပွားရေးကံကောင်းစေတဲ့အထောင်ရေးဘိမှလည်းကံကောင်းစေတဲ့လူမှုရေးနယ်ပယ်စံသိမှုကိုကောင်းစေတာကတော့1 4 5 ဆိုတဲ့ဖုန်းနံပါတ်လေးဖြစ်တဲ့အဲ့145ဖုန်းနံပါတ်လေးကကျတော့အရန်ကမှစမ်းပွဲလက်ပွဲငွေဝင်ကောင်းစေတဲ့နံပါတ်ဖြစ်ပါတယ်အခုစမ်းလဲပိတ်လက်လဲပိတ်ကိုရဲ့ဖုန်းကိုပါဘရော့သွားတယ်ကိုရစရာရှိတယ်မပေးဘူးကိုဖုန်းခေါ်တာနဲ့ဆက်ပိတ်သွားတယ်ကိုကချစ်လို့လို့သူ့ကိုဖုန်းခေါ်တယ်ဒါပေမဲ့ကိုရဲ့ဖုန်းကိုသူကပိတ်သွားတဲ့ဆိုရင်ဒီနည်းလေးကိုသုံးကြည့်နော် ဘယ်လိုအကြောင်းမျိုးကြောက်ပဲဖြစ်ဖြစ်ကိုယ့်ကိုဖုန်းဆက်ပိတ်ပြီးတော့ block သွားတယ်ဆိုလို့ရှိရင်အဲဆမားကတော့ဒါလေးကတော့ဆွဲပြထားတာအဲဒါကတော့အစေးရောင်လေးနဲ့ဆွဲပြထားတာဖြစ်တယ်အဲ့ဒီအစေးရောင်လေးနဲ့ဆွဲပြထားတာကိုတိတိကျကျလေးကြည့်ပါအနီရောင်နဲ့အသုံးပြုရမှာဖြစ်ပါတယ် အနီရလေးနဲ့ဒီဟာကြတော့ affinity sign affinity sign လေးမှာအဆုံးမရှိတော့ဒိဗယ်လို့ရတယ်အဲ့မှာ call me ငါ့ကိုပြန်ခေါ်ပါဥပမာကိုကိုဆိုရင်ကိုကိုမောင်မောင်ဆိုရင်မောင်မောင်မမဆိုရင်မမငါ့ကိုပြန်ခေါ်ပါပြီးရင်ဒီသင်္ကေတလေးကိုဆွဲပြီးပြီဆိုလို့ရှိရင်ကိုကနေပြီးတော့စာရွက်လေးကိုကိုဘက်ကိုခောက်ပါတစ်ခေါက်နှစ်ခေါက်သုံးခေါက်လို့ခောက်ပြီးပြီဆိုလို့ရှိရင်ကိုရဲ့ခေါင်းကို ခေါင်းအိုလေးရဲ့အောက်မှာထည့်ထားလိုက်ပါပြီးပြီဆိုလို့ရှိရင်ငါ့ကိုကိုကိုကဖုန်းခေါ်နေပြီငါ့ကိုကိုကိုဖုန်းခေါ်နေပြီအဲ့ဒီစိတ်ကိုတစ်ချိန်လုံးထည့်ထားပေးပါအမှန်တကယ်ဆက်သွယ်ရလာမှာဖြစ်ပါတယ်ဘယ်လိုအကြောင်းအကျောင်းပဲဖြစ်ဖြစ်ငွေရစရာရှိတာပဲဖြစ်ဖြစ်စိတ်ကားလို့ဆက်သွယ်ဖြတ်သွားတာပဲဖြစ်ဖြစ်ကိုကဒီလိုမျိုးခံနေရပြီဆိုလို့ရှိရင်ကိုကိုဆက်သွယ်လာစေချင်တဲ့သူရဲ့နာမည်လေးကိုရေးပါနာမည်လေးကိုရေးပါပြီးပြီဆိုလို့ရှိရင် call me လို့